မင်္ဂလာပါ Story of Character Season ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Mobile Legends ရဲ့ Fighter Hero တကောင် ဖြစ်တဲ့ Martis အကြောင်းကိုပြောပြပေးသွားမှာပါ။ Martis လို့ပြောလိုက်တာနဲ့ဓာတ်နှက်လက်ကင်ပြီးတွေ့တာနဲ့ဖုတ်မယ်ဆိုတဲ့ခက်ကြဲကြမ်းနှဆိုး Hero တကောင်ကိုမျိုးလုံးနဲ့မြင်ကြမယ်လို့ထင်ပါတယ်။ကိုကတော့အဲ့ဒီဓာတ်ရဲ့ရာဇဝင်ကို မသိခင်စဆော့တဲ့အချိန်တုန်းကတော့ဝါလကုတ်ဆိုပြီးဟာတာအနေနဲ့စနောက်ခဲ့ပူပါတယ်။ တကယ်တော့မာတစ်ရဲ့ဓာတ်ရဲ့ရာဇဝင်ကလည်းတကယ်ရှော့တွက်လို့မရပါဘူးเนาะဒီတစ်ခါမှာတော့မာတစ်ဆိုပြီးနတ်ဆိုစစ်တီမဖြစ်ခင်သူ့ရဲ့ဘဝခရင်းလန့်ဟာဘလို့တွေခက်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 ကြမ်းကြမ်းတန်းတန်းဖြတ်တန်းလာရတာလေဒါအပြင်သူ့ဘဝရဲ့လှုပ်ဝှက်စမ်းကြဲတဲ့အတိတ်တွေနဲ့နာကျင်စရာကန့်ကြမာတွေကမာတစ်ကိုဒီလိုပုံစံဖြစ်အောင်ဘလို့ပုံသွင်းခဲ့တာလဲဆိုတာပြောပြပေးသွားမှာပါမချင်တဲ့ချင်းမှပေါက်ွားလာတဲ့နတ်ဆိုစစ်တီတော့မာတစ်

အစရာမျိုးနယ်စုရဲ့သဘောတဘာဝအရသူတို့တွေဟာစစ်ပွဲတွေနဲ့အင်အားကြီးတဲ့စွာအားတွေကြားကနေပေါက်ဖွားလာတယ်လို့မှတ်ယူကြပါတယ်။မာတစ်ဟာနတ်ဆိုးမျိုးနယ်စုရဲ့မျိုးနယ်စုခေါင်းဆောင်ဖြစ်ပြီးအင်မတန်ကိုအစွမ်းထက်ပြီးကြောက်စရာကောင်းတဲ့စစ်တီတော်တအုပ်ဖြစ်မလာခင်ငယ်ဘဝမှာအယံကိုခတ်ခဲခဲ့တာပါ။ငယ်စဉ်ကလေးကသူဟာသူ့ရဲ့ကဘာမှာ အာအနေဆုံးနတ်ဆိုးတကောင်ဖြစ်ခဲ့ပြီးတော့အပေကံဘဝနဲ့ရှင်သန်နေခဲ့ရတာပါ။သူ့ရဲ့နာကျင်မှုတွေ မကျေနပ်ချက်တွေနဲ့အထင်သေးခံရမှုတွေကသူ့ရဲ့စိတ်ထဲမှာမိတောက်တစ်ခုလိုလောက်ကျွမ်းစေခဲ့ပါတယ်။သူဟာဒီမကျေနပ်မှုတွေကိုစွမ်းအားအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပြီး Astura with လို့ခေါ်တဲ့နှဆိုးစွမ်းအားကိုပိုင်ဆိုင်ဖို့အတွက်စံတန်းနဲ့လေ့ကျင့်မှုတွေအဆုံးအစမရှိတဲ့တိုက်ခိုက်မှုတွေနဲ့ဖျက်ဆီးခဲ့ရပါတယ်။သူ့ရဲ့အကြီးအကဲယူရချက်ကတော့ Astura မျိုးနွယ်စုကိုအားလုံးထက်တာလွန်နဲ့အင်အားအဖြစ်တိစောက်ဖို့ပဲဖြစ်ပါတယ်။ ဆူဝါကလန်ဟာတိကျနေထိုင်တတ်ကြပြီးသူတို့ရဲ့အမျိုးသားတွေဟာကဘာပေါ်မှာတတိအရှိဆုံးဖြစ်သောစစ်တီတော်တွေဖြစ်ကြသလိုအမျိုးသမီးတွေကတော့အလှပဆုံးအဖြစ်နာမည်ကျော်ကြပါတယ်။သူတို့ယုံကြည်မှုရဲ့အကြီးအချက်ကတော့တုံးတောင်တော်လှုပ်ဝက်ကဘာရဲ့ဒန်နာရီပဲဖြစ်ပါတယ်။ဒီဒန်နာရီအရာလှုပ်ဝက်ကဘာပေါင်းတုံးတောင်ရှိပြီးဒီကဘာတဲကိုဝင်ရောက်ပြီးစိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာပါစမ်းသပ်မှုအမျိုးမျိုးကိုရင်ဆိုင်ရနိုင်ပါတယ်။ဒီစမ်းသပ်ချက်ကိုအောင်မြင်တဲ့သူတွေဟာ ကဘာတစ်ခုပြီးတစ်ခုရှစ်ဆက်တိုးနိုင်ပါတယ်။ဆူရာဂလန်သားတွေဟာဒီကဘာတွေတဲကိုဝင်ရောက်နိုင်တဲ့နီလန်ကို ရှာဖွေတွေ့ရှိခဲ့ကြပြီးကဘာ300ကျော်ကို အောင်နိုင်သူတိုင်းကိုအာဆူရာဘွဲကိုပိတ်အပ်ပါတယ်။ဒီဘွဲဟာသူတို့မျိုးနွယ်စုရဲ့အမြင်မှာနှစ်တပိုင်းအဖြစ်သတ်မှတ်ခြင်းခံရတာပါ။ဆူရာတမိုင်းတစ်လျှောက်မှာကဘာပေါင်း3000လုံးကိုအောင်နိုင်သူတအုံးမှမရှိခဲ့ပါဘူး။ဒါပေမဲ့မာတစ်စ်ပေါ်ပေါက်လာတဲ့အခါမှာတော့အခြေအနေတွေကပြောင်းလဲခဲ့ပါတယ်။ သူဟာကောင်းဝင်ကိုတော့ကင်လှုပ်နိုင်တဲ့ရီမန်းချက်နဲ့ဆုံးဖြတ်ချက်တွေရှိပြီးနေတိုင်းကိုပူအားကောင်းလာဖို့ပဲလေ့ကျင့်ခံခဲ့ရတာပါလှုပ်ဘက်ကဘာတွေကိုမယံမနာဖြတ်တိုင်းခဲ့ပြီးနတ်ဆိုးတွေရဲ့တက်ကို အနိုင်ယူတိုင်းမှာမာတစ်တအူတွေကပဲစဉ်နှက်မှုကိုရရှိခဲ့တာပါမာတစ်ဟာနောက်ဆုံးလှုပ်ဘက်ကဘာကိုရောက်ဖို့နှစ်ပေါင်းဘလောက်ကြာသွားလဲဆိုတာဘယ်သူမှမသိကြပါဘူးဒါပေမဲ့ဂုံတိတ်ခါအတွက်သူ့ရဲ့ဆန္ဒကသူ့ကိုရှစ်ဆက်တိုးစေခဲ့ပါတယ်အကျင့်များစွာဆုံးရှုံးပြီးရဲ့နောက်မှာတော့ သူဟာစိတ်ထက်ကြခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူလက်မလျှော့ခဲ့ပါဘူး။ဒီအောင်ပွဲတွေအတွက်ပြင်းပြတဲ့ဆာလောင်မှုတွေကို astrotic လို့ခေါ်တဲ့ဒေါသတရားရဲ့ဓာတ်နယ်လက်အဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ရပ်ပေါင်းများစွာညပေါင်းများစွာ သူဟာနောက်ဆုံးကပါကနတ်ဆိုးတွေကိုတခြားသောသေမျိုးတွေကြုံမှုတာမျိုးမရှိရခွန်အားနဲ့စိတ်ဓာတ်နဲ့အတူတိုက်ခိုက်ခဲ့တာပါ။နောက်ဆုံးမှာတော့သူဟာကဘာ3000လုံးကိုအောင်းနိုင်ခဲ့တယ်။ ပထမဆုံးအာစရာဖြစ်လာခဲ့ပြီးအဲ့ဒီအချိန်ကလေးကအာစရာကင်းအဖြစ်သတ်မှတ်ခံရတာဒီမန်းချက်ကြီးရဲ့အာစရာတန်းမောင်းများစွာကိုအုပ်ဆိုးခဲ့ပါတယ်။ဒါကြောင့်မာတစ်စ်ရဲ့ဇလန်းဟာနတ်ဘုရားအဆင့်ရောက်သွားတဲ့လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။မာတစ်ဟာအာစရာကင်းဘွဲကိုရရှိပြီးနတ်ဘုရားအဆင့်ကိုရောက်ရှိခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဇလန်းကပို့ပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။မာတစ်ဟာကဘာ3000လုံးကိုအောင်းနိုင်ခဲ့တဲ့ ထမဆုံး RSUA ဖြစ်လာခဲ့တဲ့အတွက် RSUA ကင်းဖြစ်နတ်ဖျားအဆင့်ရောက်ရှိခဲ့ပါတယ်။ဒီအဆင့်ဟာ Shura Clan သမိုင်းမှာဘယ်သူမှမရဘူးသေးတဲ့ပွဲပါ။ဒါကြောင့်သူဟာသူ့ရဲ့ခွန်အားဇွဲလုံးလာနဲ့စစ်ပွဲတွေမှာအောင်မြင်မှုတွေကြောင့် RSUA မျိုးနယ်စုရဲ့ခေါင်းဆောင် အုတ်ထုတ်သူဖြစ်လာခဲ့ပြီးသူ့ရဲ့အုတ်ထုတ်မှုအောက်မှာပဲ RSUA မျိုးနယ်စုဟာပိုပြီးအင်အားကြီးမလာကသူ့ရဲ့စစ်တီတော်တွေကလည်းသူ့ကိုမြင့်မြတ်တဲ့ခေါင်းဆောင်တအူအဖြစ်ယုံကြည်အားကိုးကြပါတယ်။ မာတစ်စရဲ့ဖြစ်တည်မှုကစစ်ပွဲတွေနဲ့ခွန်အားတွေကို အခြေခံထားတာဖြစ်တဲ့အတွက်သူနှစ်ဖီးအားအဆင့်ရောက်ပြီးတဲ့နောက်မှာလဲငြင်းချစွာနေထိုင်ရတာမျိုးမရှိခဲ့ပါဘူး။သူဟာအမြဲတမ်းစင်ခုံမှုအသစ်တွေကို ရှာဖွေနေပြီးသူ့ရဲ့ Astrotis လို့ခေါ်တဲ့ဓာတ်နှလန်းနဲ့တိုက်ခိုက်နေစေဖြစ်ပါတယ်။မာတစ်ရဲ့ Astrotis လို့ခေါ်တဲ့ဓာတ်တွေဟာရုပ်ပိုင်းဆိုင်ရာလက်နက်သက်သက်မဟုတ်ပဲမာတစ်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအားတွေမာမာနာတွေနဲ့ဆုံးဖြတ်ချက်တွေရဲ့ရုပ်ပိုင်းဆိုင်ရာပုံတံတန်အဖြစ်မြင်နိုင်ပါတယ်။ အစရာချီရဲ့အတိတ်ပဲနဲ့စွမ်းအားတွေကြောင်းပြောပြပေးရမယ်ဆိုရင်တော့ဒီသားတွေဟာမာတစ်ရဲ့စိတ်သက်ဇွဲလုံးလားနဲ့ဒေါသတရားတွေကနေပေါက်ဖွာလာတဲ့ဓာတ်တွေဖြစ်တာကြောင့်ဒီသားတွေဟာတာမန်လက်နက်တွေထက်ပိုပါတယ်။သူ့ရဲ့မာမာနာနဲ့မစုံမနဲ့ပြင်းထန်တဲ့စိတ်သက်တွေကိုကိုစားပြုပါတယ်။မာတစ်ဟာအစရာတစ်ဓာတ်တွေနဲ့ပဲကဘာပေါင်း3000လုံးကိုအောင်းနိုင်ခဲ့ပြီးအစရာကင်းပွဲကိုရရှိခဲ့တာပါ။ဒါကြောင့် ဒီသားတွေဟာသူ့ရဲ့စစ်ပွဲတွေမှာအောင်ပွဲခံခဲ့တဲ့တပ်သေးခံတွေပဲဖြစ်ပါတယ်။မာတစ်စ်ရဲ့သားတွေဟာသူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကိုအမြင့်ဆုံးအဆင့်ထိမြှင့်တင်ပေးထားတာပါ။